ရွေးကောက်ပွဲဟာဘာကြောင့်လိုအပ်လဲရွေးကောက်ပွဲပြင်ရောက်ပြီးရင်ဒီကျွန်တော်တို့ဘာတွေထူးထူးဆန်းဆန်းရလာနိုင်လဲအဲလွတ်တော်ရဲ့သဘောတရားဘာလဲလွတ်တော်ကကျွန်တော်တို့ဘာတွေထူးထူးဆန်းဆန်းရလိုက်လဲဆိုတော့ကျွန်တော်တို့ကျုံလုံးစုံလုံးမှာအကားလို့ပြောကြပါလိမ့်ပါဒီမှာတော့ဒီထိတ်ဆုံးမှာထိုင်တဲ့ဆရာတော်ကတော့ကျွန်တော်တို့မိမိလာဘဘတာအတဲ့တို့ရေမလုပ်ခဲ့တဲ့ တော်တော်လေးဆရာတော့အရှင်အင်္ဂလစာဖြစ်ပါတယ်။အဲဒီဘက်ကတော့ဒီကျွန်တော်တို့မိလာပါပဲ။မြူသားရေးဆောင်ရွက်ခဲ့တဲ့ဦးမွန်းစောဒါကတော့ကျွန်တော်တို့ပထမကြိမ်ပြီးတော့လွတ်တော်ရဲ့အဲ့တော့ကိုယ်တိုင်ဖြစ်တဲ့မြူသားလွတ်တော်ကိုယ်တိုင်အငင်းသားဟောပါတော့တော်တော်ကြီးဖြစ်ပါတယ်။ကျွန်တော်ကတော့ဥပါရဲဆိုပါတရားတော်ရှင်ဖြစ်ပါတယ်။အဲ့တော့ပြည်စုံမွေရဲ့အနေထားကတော့ဒါတကတော့ပြောသွားလို့သိရပြီပေါ့နော် ဟိုပြရပြီဆိုတော့ဦးဇင်းတို့မြန်မာနိုင်ငံရဲ့အနာဂတ်အကောင်းကျိုးအလားအလာကိုပြည်သူတွေကလည်းလိုလားကြတယ်အစိုးရဖွဲ့စည်းကြမဲ့ပါတီတွေလည်းလိုလားကြပေမဲ့လို့လက်ရှိအခြေအနေအရစိုးရိမ်မှုတွေလည်းအများကြီးရှိနေတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိရွေးကောက်ပွဲကိုဖျက်ဆီးမယ်ဆိုတော့အတန်တွေကလည်းပဲအမှုမှုထွက်နေတယ်အဲတစ်ဖက်ကလည်းပဲလက်ရှိအစိုးရကမြန်မာနိုင်ငံကို ဒီရွေးကောက်ပွဲဖြစ်မြောက်အောင်လုပ်မယ်လို့လက်ရှိအစိုးရကလည်းပြောတယ်အဲ့ဒီကြားမှာဦးဇင်းတို့ဖြတ်စည်းမယ်ဆိုတဲ့အတိုင်းတာနဲ့လုပ်မယ်ဆိုတဲ့အတိုင်းတာကြားမှာလုံခြုံရေးအခြေအနေရလက်ရှိအစိုးရဘယ်လိုသတ်မှတ်ထားလဲအဲ့ဒါလေးတစ်ချက်သိချင်တယ်အာအဓိကရွေးကောက်ပွဲပေါ့ဒီကောက်ဝယ်လုပ်မယ်ဆိုတော့ဒီကောက်ဝယ်ကျင်းပတယ်ဆိုရင်အဖြစ်မနေဖြတ်တန်းရတဲ့ကိစ္စကြီးကတော့ဒီကြီးမှုကျင်းပမယ်ဒီကောက်ဝယ်ကော်မရှင် ။ဟောကော်မရှင်ကကော်မရှင်နဲ့ကော်မရှင်ဖွဲ့ဖွဲ့ဝင်နေဒါဒီမြောက်ပွဲဆိုင်ရာပြည်ဆိုင်ရာတိဆောင်ရွက်ရမယ်။အဲဆန္ဒလိုမျိုးမဲဆန္ဒရှင်ဖွဲ့ဖွဲ့လို့လာပေါ့။ပြီးတော့ဝင်ရောက်ရှင်ပြိုင်ပွဲလွှတ်တော်ကိုစလဲနေ။အဲ့တော့နောက်ဆက်ဖြည့်စီမဲလူတွေကနောက်ဆက်ဖြည့်စီမဲလို့ပြောနေတယ်လို့ဒီလက်ရှိဒီတာဝန်ယူနေတဲ့အစိုးရနဲ့မြောက်ပွဲကျင်းပနိုင်ရေးဟာတို့ရဲ့အဓိကအရေးပါချက်ဖြစ်တယ်။ဒါလည်းနိုင်ငံရဲ့ဒီကျွန်တော်တို့ပုံမူငြိမ်းချမ်းပြီးပုံမူတည်ငြိမ်တဲ့ပုံမူဖွံ့ဖြိုးတိုးတက်တဲ့အခြေအနေဖြစ်ဖို့။အဲ့တော့ ဒီလိုမျိုးရွေးကောက်ပွဲတွေကိုဖျက်ဆီးမဲ့သူတွေကိုကျွန်တော်တို့တားမြစ်နိုင်ဖို့အတွက်ပြီးတော့ဒီဥပဒေပြဋ္ဌာန်းထားရှိတယ်အဲ့တော့ဥပဒေပြဋ္ဌာန်းထားရုံနဲ့လုံလောက်လားလို့မေးရင်အဓိကတော့ဒီမှာလေ့လာသုံးသပ်တဲ့အချိန်မှာဘာကိုကြည့်ရလဲဆိုတော့ဥပဒေတစ်ခုတည်းတည်းကြည့်လို့ရအောင်ဥပဒေကအဲဘယ်လိုစီမံထားလဲဥပဒေရမှာဆိုကျွန်တော်တို့ပြောဒီလုံခြုံရေးပေးနိုင်ဖို့ပေါ့စတဲ့တော့ဟာဒီကပြောခဲ့တဲ့ကော်မရှင်ကစလို့ဒီရွေးကောက်ပွဲဝင်ပြိုင်မဲ့လူတွေအဲ့လေဝက်ဆန္ဒရှင်ပြီးသူအစုံ လုံခြုံရေးအမှန်တကယ်ပေးနိုင်ဖို့အတွက်ပြီးတော့တက်ဆိုင်ရာလုံခြုံရေးနဲ့ပတ်သက်ပြီးလုပ်နိုင်ဖို့အတွက်ကော်မတီတွေကိုပြည်အောင်စုအဆင့်ရနေပြီးတော့ဒီအခြေခံပေါ့လွတ်နယ်ဆက်တည်ဆောင်ရထားတယ်။ပြီးရင်ပြီးတော့ဒီရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကိုဒီလက်ရှိနိုင်ငံရေးဖြစ်နေတဲ့အခြေအနေမှာပကတိအခြေအနေနဲ့လိုင်လောညီတူဖြစ်ဖို့အတွက်သူကရွေးကောက်ပွဲတွေကိုအပိုင်းလိုက်ခွဲပြီးတော့ကျင်းပဖို့စီမံထားတာဖြစ်တယ်။တချို့ပြီးတော့မြင်သားထင်သာရှိတဲ့တချို့ မဲဆန္ဒနယ်တွေဆိုလို့ရှိရင်ဒီလိုတို့တာမန်အားဖြင့်ဆိုရင်တစ်ချိန်တည်းတစ်ခါတည်းပြုလို့လို့ရတယ်လို့ပြောလို့ယူဆလို့ရတဲ့အခြေအနေတွေရှိတယ်ဒါပေမဲ့ဒီပြောင်းယူကောက်ပဲကော်မရှင်အဲ့ဒီဒေတာတွေတော့မှာအပိုင်းခွဲပြီးတော့ကျက်ပဖို့အစီအစဉ်ထားတာတွေ့ရတယ်ဒါဘာကြောင့်လဲဆိုတော့ဒီလွတ်တော်ကိုယ်စားလှယ်ဖြစ်ဟိုယူကောက်တင်ယောက်ခံမဲ့ကိုယ်စားလှယ်လောင်းနေပါဝင်ဆန္ဒတော်မှာပြောခဲ့တဲ့ကော်မရှင်လို့ကော်မရှင်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကလည်းဘဲဆန္ဒရှင်ပြည်သူတွေအထိလုံခြုံရေးအမှန်ကန်အပြည့်ပေးနိုင်ဖို့အတွက် စီမံထားတာလို့ပြောလို့ကယုံကြည်ရတယ်။ဒါကြောင့်မလို့ဒါမဲ့ရွေးကောက်ပွဲမှာအပြန်အလှန်လုပ်တဲ့လူတွေကိုထိထိရရအရေးယူဆောင်ရွက်နိုင်ဖို့နောက်ဆက်ထပ်ထားတဲ့လူတွေကိုအရေးယူနိုင်ဖို့ရည်ပြီးရင်ဒီလိုလိုမဆန္ဒရှင်ပြည်သူတွေဒီပါဝင်တဲ့လူတွေအလုံးကာကွယ်ပေးနိုင်ဖို့အလုံးချုပ်ရေးစီမံချက်အပြည့်အဝဆောင်ရွက်ထားတယ်ရွေးကောက်ပွဲဖြစ်နောက်ရေးအတွက်ဒါအစိုးရကအဖက်ဖက်ကအလုံးစီစဉ်ပြီးသားဖြစ်တယ်ပေါ့ဒါပါဗျာအဲ့တော့ဖြစ်တယ်ဆိုတော့ပြည်သူတွေအနေနဲ့သိအောင်တစ်ချက် ဟိုဒကမကြီးဒေါက်ခင်ဝမ်းကြီးအနေနဲ့ပြောစီချင်တာကဒီတမတော်အစိုးရကတော့ဒါလိုအပ်လို့ဒါအစိုးရဖွဲ့နိုင်ဖွဲ့စည်းနိုင်ခဲ့တဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလည်းပဲလိုအပ်ရင်လိုအပ်တယ်လို့တမတော်ဝန်တာရှိတာပေါ့အဲ့တော့ရွေးကောက်ပွဲကျင်းပပြီးတော့လွတ်တော်တွေကနေအစိုးရတည်းရတိဆောက်ပြီးတော့တိုင်းပြည်အပေါ်ပြုလုပ်တာနဲ့ဒီလိုမျိုးဟို တခွဲစည်းတည်းရဲ့ရေရေသွားပြီးတော့အုပ်ချုပ်မှုစနစ်သွားတာနဲ့ဘယ်ရပူပြီးတော့ထိရောက်တယ်လဲနိုင်ငံအပေါ်ဘယ်ရပူပြီးတော့ကောင်းကျိုးပြုတ်တယ်လဲဆိုတာလေးကိုဖြစ်သေးချင်တာအခုကတော့တင်ပါဗျာအခုကတော့ဒီမိုကရေစီလို့ဟိုရေရှင်းဆက်ချက်ကလေးအော်ခဲ့ကြတာအကောင့်ထဲပေါ်ပြီးတော့လည်းဒီမိုကရေစီနိုင်ငံတော့အကောင့်ထဲပေါ်ပြီးနေတာအဲ့ကြတော့တပည့်တော်ကတွေ့ခဲ့တဲ့2020တော်မှာတပည့်တော်ကပါခဲ့တယ်ဆိုတော့နိုင်ငံတော်မှာ အချုပ်ချာအနာသုံးရမှာဥရပြုမတိုင်ကလည်းတပြည့်တော်ပြပြီးတော့အာအလုံးဟိုမတိုင်သုံးရလက်တွဲပြီးတော့အပြာလှန်ထိန်းကြောင်းပြီးတော့ဆောင်ရွက်ခဲ့တာကိုကြည့်တဲ့အခါကျတော့ဘာလဲဆိုတော့နိုင်ငံတော်အတွက် လွတ်တော်ဆိုတာကအမှန်တကယ်တော့ပြည်သူရဲ့ဟက်တိုင်ရှင်တရားဟက်တိုင်ဆိုတော့ပြည်သူလူထုရဲ့ဘဝတွေစာနာတွေအတားတွေဖြစ်ချင်တာတွေလိုအပ်တာတွေအကုန်လုံးကလွတ်တော်ကိုအမပေါ့အဆုစုပေါင်းတထောင်ကျော်လောက်ကအကုန်လုံးတင်ပေးနေတာဖြစ်တဲ့အတွက်အစိုးရအတွက်လည်းအဆင်ပြေတယ်ပြည်သူအတွက်လည်းအဆင်ပြေတယ်လွတ်တော်ကအင်မတန်အာပါကောင်းလာဆိုတဲ့အခါကျတော့နိုင်ငံတော်ရဲ့အသက်သွေးကြောအဖြစ်အဓိကအရေးကြီးတယ်။အဲကြတော့လွတ်တော်ချီချင်းအဖြစ်အာ အစိုးရနိုင်ငံတော်အတွက်တောင်းယူမဲ့အစိုးရကဖြစ်ရအောင်ဆောင်ရွက်ပေးနိုင်တယ်ပြည်သူလူထုရဲ့အာလူမှုရေးဘဝတွေအကုန်လုံးနဲ့စီးပွားရေးဘဝတွေအကုန်လုံးနဲ့လူဆောင်အားရှိမြင့်တွေအကုန်လုံးနဲ့ဖွံ့ဖြိုးတိုးတက်တဲ့အခြေအနေကိုနိုင်ငံတော်ဆောင်ရွက်ပေးနိုင်တယ်တဖွဲ့ရဲဆိုတာတော့အရှင်ပြတာကြောင့်မလို့အခုအခုကဘာမှာလည်းအတူတူပဲပြည်သူလူထုရဲ့စံထားနဲ့ပြည်သူလူထုရဲ့အခြေအနေနဲ့အစိုးရဖွဲ့ချပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေတွေဆွဲတယ် နောက်တစ်ခါကြားတဲ့ခါကြားတဲ့ပါလီမန်နဲ့စနစ်တွေလုပ်တယ်အရှင်ပြအဲ့လိုလုပ်တာအဲ့တော့အခုလောလောဆယ်လက်ရှိတာဝန်ယူနေတဲ့အစိုးရကိုတပည့်တော်ကပြောမှုပါတယ်အစိုးရအဖွဲ့နတ်ဆက်ကရဲမှာတပည့်တော်နဲ့ခင်တာပါတယ်ပါတော့တပည့်တော်ပြောတယ်ကျွန်တော်ကနတ်ဆက်ကအဖွဲ့ကိုလက်တနာတယ်ပြည်သူကိုလက်တနာတယ်ဘာလို့လဲဆိုတော့အာပြည်သူနဲ့အစိုးရရဲ့ဂျားမှာတလွတ်တော်မရှိဘူးအဲ့ဒီကြတော့လွတ်တော်တရားသာပေါ်လာမယ်ဆိုလို့ရှိရင်ဒါအခုလက်ရှိအချိန်နေရတယ်ပြီးတော့အာထွက်မြောက်နိုင်တယ်ဆိုပြီးတော့လွတ်မြောက်နိုင်တယ်ဆိုပြီးတော့တပည့်တော်အဲဒီကအကြံပြုဘူးတယ်ပြောဘူးတယ်အဲ့ဒါ ကြောင့်မို့တကယ်တမ်းကတော့အာအစောကဒီဒီဒီကဟိုပုံကိုပြောသွားတယ်လို့ပဲတပည့်တော်ကအာရွှေကောက်ပွဲအောင်မြင်တဲ့နဲ့လွတ်တော်ပေါ်တာတဲ့နဲ့အစောတရားပေါ်တာတဲ့နဲ့အဲ့ဒီကနေပြီးတော့မှနိုင်ငံတော်ရပြည်သူလူထုရထွက်ပါကွာအဲ့ဒီကနေမှသွားမှဖြစ်တယ်အဲ့ဒါကြောင့်ပုံအဆင်ပြေတာပေါ့အဆင်ပြေရကျွန်တော်ကျွန်တော်တို့2000 2008ခုနှစ်တည်းကစပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါ်ရေးမျိုးသားလှုပ်ရှားမှုဆိုတာကျွန်တော်တို့ဥဆောင်ပြီးလုပ်ခဲ့ကြတယ်။ကျွန်တော်တို့ပါဝင်မော်ဒီမိတ်ပမာရှိတဲ့ဖွဲ့စည်းစက်တခုပေါင်းပြီးလုပ်ကြတယ်။လုပ်ခဲ့ကြတဲ့အခါမှာအဲ့ဒီအချိန်မှာဖွဲ့စည်းပုံအခြေခံဥပဒေတော်မပေါ်သေးဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေရေးပေါ်ပေါ်ရေးကိစ္စကိုလှုပ်ရှားတဲ့အခါမှာဖွဲ့စည်းပုံအခြေခံဥပဒေဟိုစန့်ကျင်တဲ့သူတွေကအဲ့ဒီအချိန်ကများနေပြောမယ်ဆိုလို့ရှိရင်ဒီမှာနိုင်ငံရဲ့အခြေအနေကအပြုတ်နိုင်ငံရေးနဲ့အဖြတ်နိုင်ငံရေးမှာအဖြတ်နိုင်ငံရေးကများနေတယ် ဲ့တော့အပြုနိုင်ငံရေးကိုယုံကြည်တဲ့တိုင်းပြည်ရဲ့မျိုးသားကျိုးစီးပွားကိုဥတည်တဲ့နိုင်ငံရေးသမားတွေပေါင်းစည်းမိတဲ့အခါကျတော့ကျွန်တော်တို့ကဒီဖွဲ့စည်းပုံအခြေခံဥတည်တည်ပေါ်ပေါက်ဖို့လိုအပ်တယ်ဆိုတာကိုယုံကြည်ကြတဲ့အတွက်ပြည်သူလူထုကိုလိုက်လံပြီးရှင်းလင်းကြရတယ်။ရှင်းတဲ့အခါမှာကျွန်တော်တို့ဗာပြောခဲ့တယ်ဆိုတော့ဖွဲ့စည်းပုံအခြေခံဥတည်ပေါ်ပေါက်လာလို့ရှိရင်ဘာအကျိုးကျေးဇူးရှိမလဲ။ဖွဲ့စည်းပုံအခြေခံဥတည်ပေါ်ပေါက်လာတဲ့ချိန်ဖွဲ့စည်းပုံအခြေခံဥတည်နဲ့အညီလွတ်တော်တွေပေါ်ပေါက်လာတယ်။အဲ့ဒါဆိုလို့ရှိရင်စစ်အစိုးရအတွင်တံတန်းနေပြီးတော့ အယက်သားအစိုးရအသွင်တံကိုပထမဆုံးစတင်ပြောင်းလဲလိမ့်မယ်အနှစ်သာရအားဖြင့်ပြောင်းလဲမလာသေးဘူးဆိုရင်တော့အသွင်တံအားဖြင့်ပြောင်းလဲလာပြီဆိုရင်ပဲပြည်သူတွေရဲ့ဝင်တော့ဝင်ဖို့ဟာအတန်သင့်ပေါ်ကျော်သွားသွားမယ်ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်တင်နေဆိုပြီးတော့ကျွန်တော်တို့လှုံ့ဆော်ခဲ့လှုံ့ဆော်တဲ့အချိန်မှာဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်တယ်။နောက်လွတ်တော်တွေပေါ်လာတယ်။လွတ်တော်တွေပေါ်လာတဲ့အတွက်လေဒီလွတ်တော်ကပထမကြိမ်လွတ်တော်တမန်ကြီးဦးသိန်းစိန်တို့ဦးဆောင်တဲ့ဒီလွတ်တော်နဲ့အစိုးရပေါ်လာတဲ့အခါကျွန်တော်တို့ယီမန်းထားတဲ့ အသွင်တည်နှံတော်မဟုတ်ဘူးအနှစ်သာရပါဒီမိုကရေစီဘက်ကိုရောက်ရှိပြီးပြောင်းလဲလာခဲ့တဲ့တိုင်းပြည်ရဲ့အနေအထားပြောင်းလဲတော့ပြည်သူလူထုတွေကျေနပ်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီအခြေအနေကနေပြီးတော့မလူလားတဲ့အဖွဲ့အစည်းတွေဟုတ်လက်ခံလိုက်တဲ့အခါကျတော့ဘာပဲပြောပြောသဘောထားကြီးကြီးနဲ့ဝဲကန်လုပ်တဲ့အခါမှာအမိုက်တရိုက်တွေပါပါလာတဲ့အခါမှာကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကဒီအနှစ်သာရပါပြောင်းလဲလာခဲ့တဲ့အခြေအနေကနေပြီးတော့ တိုင်းပြည်ကနောက်ဆုတ်သွားတယ်ဆိုတာကျွန်တော်တို့ကမြင်နေရတယ်အဲ့တော့အဲ့ဒီအခြေအနေမျိုးမဖြစ်ရလေအောင်အခုပေါ်ပေါက်လာမယ်လာတော့မယ်ကျွေးကောက်ပေါ်ရပေါ်ပေါက်လာမယ်လွတ်တော်အသီးသီးမှာဒီလိုပဲအမိုက်တရိုက်တွေမပါကင်းစင်ပြီးတော့နောက်ကျောင်းပြန်မလှည့်မယ်အနေထားမျိုးရောက်အောင်လွတ်တော်ကိုယ်တိုင်တွေဒီဘက်ကနေပြီးတော့ဘယ်လိုကြိုးစားတင်လဲအဲ့ဒါကိုအန်တီနေနဲ့ဟုတ်ကိုပြောမှာဆွေးနွေးပြပါအဲ့ဒါဆိုလို့ရှိရင်တို့က သူကကိုရိုကိုရိုရဲ့ပြီးခဲ့တဲ့လွတ်တော်မှာဟာလွတ်တော်ဥက္ကဋ္ဌကြီးလွတ်တော်ရဲ့ဥက္ကဋ္ဌမင်းနော်ဥက္ကဋ္ဌမင်းအများရန်ပြောတဲ့ဝင်းစာဆိုတဲ့အဲဆက်လုံးကိုသူအများရန်ပြောတယ်ဘာလို့လဲចောင်းဆရာလုံးမဲ့လူကចောင်းဆရာလုံးတင်လုံးထိုက်တဲ့အကြီးချင်းရှိရမယ်ဆရာအောင်လုံးမဲ့လူကဆရာအောင်လုံးတင်လုံးထိုက်တဲ့အကြီးချင်းရှိရမယ်ဟာလွတ်တော်ကိုယ်စားလှယ်လုံးမဲ့လူကလွတ်တော်ကိုယ်စားလှယ်လုံးတင်လုံးထိုက်တဲ့အကြီးချင်းရှိရမယ်လွတ်တော်အမတ်တွေ ဒီကနေနားလို့ပြန်သွားလို့ရှိရင်ကိုယ့်အိမ်မှာထိုင်နေပါနဲ့ပြည်သူလူထုကြတဲ့ကိုစင်းပါစင်းပြီးတော့ပြည်သူလူထုရဲ့ဘဝပြည်သူလူထုရဲ့အတန်းပြည်သူလူထုရဲ့ပဂရိအခြေအနေကိုသိအောင်လေ့လာပါပြီးလို့ပြန်လာရင်ပြည်သူလူထုတွေအတွက်ဖြည့်ဆည်းပေးနိုင်မယ်မေခွန်းတို့မဟုတ်အစုံပါလာပါသေးလို့အဲ့လိုပြောတယ်အဲ့တော့လွတ်တော်ကိုယ်စားလှယ်တယောက်လုံးတယ်ဆိုတာကဝင်ကြီးတစ်ပါးလို့မဟုတ်ဘူးသူကဘာလို့ဆိုရပြည်သူရဲ့ရင်ထဲပြည်သူရဲ့ဘဝပြည်သူရဲ့အခြေအနေပဂရိအကုန်သိပြီးတော့ဘလို့ပြောလို့ရှိရင်တော့သူကဗေမဇိုတရားလဲရှိမှနော် လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ဖို့ကဥပဒေယူမန္တိုင်းလို့ဆိုတဲ့အထွတ်ကြောင့်မလို့သူကဥပဒေကိုပပနနကျွမ်းကျင်ရတယ်အဲနားလည်ရတယ်။နောက်ကိုကဥပဒေနဲ့ရှင်ပြီးတော့မှဘယ်ဥပဒေပုံမှန်အရာဘာကိုဘယ်လိုဆိုပြီးတော့ပြောရမလဲ။ဥပဒေဖြတ်တယ်ဆိုလို့ရှင်လဲ reason ရှိရတယ်။အအကြောင်းအချက်ခိုင်းလို့ရတယ်ဥပဒေပြုတ်တယ်ဆိုလို့ရှိရင်လည်းအစ်စ်ပြတ်ထားမယ်ဆိုရင်လည်းအကြောင်းအချက်အခိုင်အမာပြုတ်ထားရတယ်အဲ့တော့လွတ်တော်ကိုယ်စားလှယ်တယောက်လုံးမဲ့ အဲလွတ်တော်ကိုယ်စားလှယ်လောင်းနေပေါ့နော်။သူကနှလုံးရင်လည်းပြည့်စုံစင်းတယ်။လက်အဲဘာကောင်လဲဆိုတော့အုံနှောင်းနဲ့လည်းစဉ်းစားသင့်တယ်။နှလုံးသားနဲ့လည်းခံစားသင့်တယ်။နော်အုံနှောင်းနဲ့နှလုံးသားတွဲပြီးတော့လောက်အောင်။နောက်တစ်ခုကအထွေထွေဘ ഹു တုဒ္ဒနော်။အထွေထွေဘ ഹു တုဒ္ဒလည်းဥပမာကမ္ဘာအရေးအခင်မြမအရေးအခင်သူကသိရမယ်။အဲနောက်နောက်တစ်ခါကျတော့ဘာလဲဆိုတော့သိုံနဲ့မရဘူး။ပျော်ရဲရမယ်၊ဆိုးရဲရမယ်။နောက်ပြီးတော့ကိုးကားရဲရမယ်။ကိုယ်မှာဝမ်းစာအပြည့်အကုန်အပြည့်အစုံလက်နဲ့အပြည့်အစုံပေါ့နော်။အဲ့လို အဲထွတ်တော်ကိုယ်စားလှယ်တယောက်ကနောက်တစ်ခုကဘာလဲဆိုတော့အဓိကအရေးကြီးတာကအရေးချင်းတဲ့မှာနိုင်ငံတော်နဲ့နိုင်ငံသားအပေါ်တစ္ဆာရှိရမယ်။နော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာရမယ်။သူကစီကောင်းဦးဒီလူကြီးတန်ဖို့လို့ပြောတာဖြစ်တဲ့အတွက်လွှတ်တော်တဲ့ကိုရောက်လာရင်လွှတ်တော်အတွက်ပြဋ္ဌာန်းထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေအတွက်ပြဋ္ဌာန်းတဲ့စီမင်းစီကံကိုလိုက်နာရမယ်ပြီးခဲ့တဲ့ကိုတို့ အာလွတ်တော်တခုမှာဒါကတော့မပြောသင့်ဘူးဆိုပေမဲ့ပြောလိုက်ဦးမယ်ဘာလို့လဲဆိုတော့လွတ်တော်ကအမျိုးသမီးလွတ်တော်ကိုယ်စားလှယ်လေးပေါ်ကချုပ်မှလို့ပြောတယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်လေးခေါင်းပေါင်းခေါင်းပေါင်းနဲ့တဟုတ်မြစ်တာရက်ခံပန်ကြားလို့ဆိုပြီးအရင်ကအဲ့အဲ့ဒီဟာတော့ကပေါ်ဝါမချုပ်နဲ့နော်ရမုံကြီးလက်ရှိမဟုတ်တဲ့ဟာလေးပါခဲ့ဘူးတယ်နော်အဲ့ကြတော့လွတ်တော်ကိုယ်စားလှယ်တယောက်ဒီနာဂန္ဓမယ်ယူကျိုးတတ်မယ်နောက်တစ်ခါကျတော့ဥဆောင်နိုင်ရမယ်ဘာလို့လဲဆိုတော့ကိုယ်တယောက်ကပြောတယ် အမျိုးသမီးကအမျိုးသမီးအန်ဂျူအဖွဲ့မှာတဲ့ဟိုဥက္ကဋ္ဌလုပ်ခဲ့တော့သူကဘာပြောလဲဆိုတော့ဗားတဲ့ကျွန်မတို့ကျွန်မတို့ကနိုင်ငံရေးလုပ်တယ်ဆိုတာအမျိုးသမီးအတွက်မဟုတ်ဘူးလို့ဟိုဟာတို့ဒီကတော့ကျွန်မကတယောက်တယောက်ပြောတဲ့နာမည်သိတယ်ဒါပေမဲ့မပြောတော့ပါဘူးကျွန်မတို့ကလည်းဘယ်တော့မှတပည့်မလုပ်ဘူးလို့ခေါင်းဆောင်မဲ့လုပ်ဖူးတာလေဆိုတော့တပည့်တော်ပြောလိုက်တယ်အဲ့ကြတဲ့ခါကျတော့ ဘယ်တော့မှတပည့်မလုပ်ဘူးခေါင်းဆောင်ကြီးပဲလုပ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါကခေါင်းဆောင်ကောင်းမဖြစ်ဘူးတော့ဘာလို့လဲဆိုတော့နောက်လိုက်ကောင်းဖြစ်မှခေါင်းဆောင်ကောင်းလုပ်နိုင်တယ်ကိုကနာဂန္တမရိုးကျိုးတတ်မှတင်ယူတတ်မှတင်းစီတတ်မှအဲ့ဒီဟာကိုပြန်ပြီးလုပ်နိုင်မှ တော့ခေါင်းဆောင်ကောင်ဖြစ်တာလေအဲ့ကြတော့လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ဖို့ဆိုတာအင်မတန်ကိုသူကစိတ်ပိုင်းဆိုင်ရနော်စိတ်ပိုင်းဆိုင်ရအာအင်မတန်အရေးကြီးတယ်ကာအထူးသဖြင့်တော့ကာညာနာစာရိတ္တသူများတဲ့အော်စတြေးလျဖြစ်နေရင်အဲ့လွတ်တော်ကိုယ်စားလှယ်တယောက်အကောင်းဆုံးပဲလို့ပြောချက်အစိုးရ၃ရက်လို့ဒါဥစဉ်ပြောမှာပေါ့နော်ဘာဖြစ်လို့တုန်းဆိုတော့ဒါဂျားထဲမှာပထမအစိုးရ၅နှစ်ပြီးတော့ဒုတိယလွတ်တော်၅နှစ်တာ အဲ့ဒီနောက်ပိုင်းမှာဒီနာသကအစိုးရလက်ထက်ပေါ့နော်တမအဲ့ဒီသုံးရက်မှာဦးဇင်းတို့တိုင်းသူမိသားတွေအတွက်တိုင်းပြည်အတွက်ဘယ်လိုပြောမလဲရေးဆွဲထားတဲ့ဥပဒေပုံမှားတွေဘာသာရေးအရာရေးဆွဲထားတဲ့ဥပဒေပုံမှားတွေကအတိအလင်းရှိပြီးသားတမပဲအဲ့ဒီအချိန်မှာဦးဇင်းတို့ဒုတိယအစိုးရလက်ထက်မှာဟိုဘယ်လိုပြောမလဲဆိုတော့မြန်မာနိုင်ငံမှာဘယ်တော့မှမပေါ်ပေါက်ခဲ့ဘူးတဲ့ ဟိုဘာသာပေါင်းစုံအဖွဲ့ဆိုတာကြီးကပေါ်လာအဲ့ဒီဘာသာပေါင်းစုံအဖွဲ့ရဲ့စိုးကျိုးကဘာလဲလို့မြင်ရင်ဥစဉ်တို့ယဟန်တန်ဃာတွေကိုတန်းကြီးလာတာကိုတွေ့ရတယ်နောက်ဥစဉ်တို့မြင့်ငယ်မှာဆိုလို့ရှိရင်ယဟန်တန်ဃာတွေကအောက်ကဟိုသူတို့ကအပေါ်ထိုင်တာတွေကြီးတွေ့ရတယ်ဒါတွေကဥစဉ်တို့မြန်မာနိုင်ငံအနေနဲ့ယဉ်ကျေးမှုအရာကောဥပဒေအရာကောဘလို့မှမကိုက်ညီတဲ့အရာတစ်ခုပေါ့ဆိုတော့ဒီဖွဲ့စည်းမှုကိုအတိမတ်ပြုခဲ့တဲ့ အဖွဲ့အစည်းကတော့ဒါမရှိတော့ဘူးဟိုမရှိတော့တဲ့အခါကျတော့ဖွဲ့စည်းမှုကိုအတိမတ်ပြုခဲ့တဲ့အဖွဲ့အစည်းမရှိတော့လေဒီဖွဲ့စည်းမှုကြီးကလက်ရှိရှိနေသည့်အတွက်နိုင်ငံရဲ့အပေါ်နောက်တစ်ချိန်ဘာသာရေးစိုးကျိုးတွေဖြစ်လာအောင်မှာပဲလို့ဥစဉ်တို့ရဟန်းရှင်တို့ပြည်သူလူထုအားလုံးကသုံးသပ်ထားတာရှိတယ်အဲ့ဒီတော့ရှင်းနေတယောက်ဖြစ်တဲ့ကိုအောင်ရဲစိုးအနေနဲ့ အဲဖွဲ့စည်းမှုကိုအတည်ပြုခဲ့တဲ့အဖွဲ့ကမရှိတော့ဘူးဒါပေမဲ့ဒီဖွဲ့စည်းမှုကြီးရှိနေတာကိုဘယ်လိုဥပဒေနဲ့ဖြတ်သိမ်းရင်ရမလဲအဲ့ဒါလေးရန်ရှင်လူပြည်သူတွေသိအောင်နည်းနည်းဖြေပေးပါဘုရားဒီတော့ဒီကကတော့ဒီဒီကတော့အဲဖွဲ့စည်းဖွဲ့စည်းဒီလိုတို့ကြားပြီးတဲ့စကားလို့ရှိတာဖွဲ့စည်းဖွဲ့စည်းဆိုတော့ကောင်းမှုတွေဖွဲ့စည်းကြတာပဲအဲဖွဲ့စည်းထဲမှာဖွဲ့လာရင်ဖွဲ့လာရင်လည်းအဲလွဲသုံးတဲ့လူတွေကြောင်း ဒါတွေကဖြစ်တယ်ပြပြရတာဖြစ်လာတယ်။ဒီဘာသာပေါင်းလို့ကြည်ကြည်ရေးဆိုတဲ့အကောင်းစဉ်ကအဓိကတော့ဘယ်လိုတော့နားလဲတော့ဘလူလာတဲ့ပြိပခါတွေနေဖို့ဘလူလာတဲ့ပြိပခါတွေကနေပြီးတော့အဲကြီးမားတဲ့ပြိပခါတွေမဖြစ်ဖို့လည်းရောလို့ဆောင်ရွက်ခဲ့ကြတာပေါ့။ဒါပေမဲ့တချို့ကိစ္စတွေမှာဒီပေါ်မှာအခြေခံပြီးတော့ ဒီပေါ်မှာဟိုဒီအဖွဲ့ကြီးတွေတုံးပြီးတော့အလွဲတုံးလာရရဲ့နေပြီးတော့ဆရာတော်တို့စာနာပြောတဲ့အစိုးရရဲ့ဘက်ကရောက်လာတာပေါ့ဖွဲ့စည်းခဲ့တဲ့ပုံစံကတော့ပြောတော့ရင်းချင်ရတော့ပါပဲဒီတော့နားတယ်လောက်ပေါ့နော်ဒီတော့တည်တယ်လောက်လေးလာပြီးတော့ပါအဲ့တော့ဒီပေါ်မှာအခြေခံပြီးတော့အဲဘယ်လိုပါကတုံးဆွဲလာတဲ့ဒီပုဂ္ဂိုလ်တွေအဲဒီတချို့ကြောင့်ဖြစ်လာတဲ့ပြဿနာအဲ့တော့ဒါရီကဖြတ်သိမ်းမှုအဲ ဘယ်လိုလိုပိုင်ခြင်းနေဖို့ပေါ့ဆိုတော့ဘုရားသားဆိုတဲ့ပြဿနာတွေပေါ့အဓိကတော့အဲတိကျတဲ့ရေရတဲ့အဲထိုက်တဲ့နဲ့အာလုံးရဲ့အကြမ်းသဟာတာဖြစ်စေမဲ့အဲနိလန်ပေါ့စီမင်းစီကံလေးတွေတတ်မှတ်ပြီးဆောင်ရွက်မယ်ဆိုရင်တော့ဒါအများပြည်သူဆိုရင်နေတဲ့အုပ်တွေပြီးတော့တော့မဖြစ်မနေဖြတ်သိမ်းဖို့လိုတဲ့အရာတွေပုံပြီးမဲ့ အဲ့ဒီဘက်ခါတွေကိုအလွဲသုံးတဲ့လူတွေရဲ့ဘေးကကင်းဖို့တော်တူတော့လိုအပ်တဲ့အစီအစဉ်ကနေလိုအပ်တဲ့အဲဒီလမ်းလေးလိုအပ်တဲ့ဥပဒေတွေပြဋ္ဌာန်းပြီးဆောင်ရမယ်အိစာမဖြစ်ပါဘူး။ဒါဆိုရင်တစ္ဆတဲ့မသိတာလေးဖြတ်မေးလိုက်မယ်ပေါ့နော်။ဦးဇင်းတို့မြန်မာနိုင်ငံမှာဒီဘာသာရေးချစ်ကြည်ရေးဆိုပြီးတော့ဘာသာပေါင်းစုံအဖွဲ့တွေဖွဲ့တဲ့အခါမှာဦးဇင်းတို့အခြားခြားကဘာနဲ့ချီပြီးတော့မပြောတော့ဘူးပေါ့။ဦးဇင်းတို့အာရှမှာပဲဘယ်နိုင်ငံတွေမှာကိုရှိလဲပေါ့ဒါလေးလည်းသိကြပါမယ်။ အဓိကတော့ဟိုဒီမျိုးတို့ငြင်းရမ်းပြောနေကြစကားလုံးရှိရပေါ့ကိုယ့်မြင်ကိုယ့်မြင်နဲ့ကိုက်ယူတဲ့အရာပေါ့ဒီမိုကရေစီဆိုတဲ့နေရာမှာလည်းတချို့ဒီမှာတော့ဒီမိုကရေစီဒီမျိုးတို့နိုင်ငံမှာကတော့ဟိုခွဲကြီးလုံးချိန်ကဥပဒေမှာအောင်တည်လင်းထားတာစစ်မှန်၍စီကံပြေဝါသောဒီမိုကရေစီတဲ့အဲဒီမျိုးငယ်ငယ်ကကြားဘူးတာပေါ့ဒီမျိုးတို့ဟိုအပူရိုးဆိုတဲ့ဘဝကတည်းကနိုင်ငံသားကြီးပြောခဲ့လို့ရှိတယ် ဒီမိုကရေစီဆိုတာမင်းမဲ့ဆိုင်စီကန်းဆိုတဲ့အလွာပါလိနဲ့ပုံထားတာတဲ့ဒီမိုကရေစီဆိုတာတော့မင်းမဲ့ဆိုင်စီကန်းဆိုတဲ့အလွာပါလိနဲ့ပုံထားအဲ့တော့ဒီပြောတော့ကအကြောင်းမလို့ဒီပြောတော့ဒီအခြေခံမှုတွေရေးခဲ့တဲ့အချိန်ဒီပြောတော့ဒီအရာကပုံစံလေးတွေအားလုံးနဲ့တိုက်လိုက်လုပ်ခဲ့တဲ့အချိန်မှာဒီလိုဒီမိုကရေစီကိုဒီလိုနိုင်ငံကစစ်မှန်ရေးစီကံပြေးသွားတော့ဒီမိုကရေစီနိုင်ငံတော့ဒီလိုနိုင်ငံကလူရည်လဲညပြတယ်အဲနိုင်ငံစတူဒီယံနဲ့ တွက်မယ်ဆိုရင်လူတွေနဲ့အဲလူမျိုးစုတွေရပြလာတဲ့ဒုစရိုက်နဲ့စူရဲနဲ့ဆိုရင်သူကတအားရင်းဟိုပေါ့အညီမောင်းတွေအရင်ဖြစ်လာတော့တခြားလူတွေဒီထောလုံးဆိုလို့ပဲကူတဲ့အခြေအနေတွေဒါကြောင့်မလို့ဘာသာကောင်းလို့ချစ်ချည်ရေးဆိုတဲ့ကောင်းတဲ့အောက်ကနေအင်ဂျင်ကြီးပေါ်ဆောင်တဲ့အဖွဲ့တွေကဘလို့ဘူးလားလို့မေးရင်လိုတယ်ဒါပေမဲ့တခုလို့ရှိဒီပေါ်မှာမလျော်ဩဇာကုန်းကြီးတော့ဒါကိုအလွဲသုံးတဲ့လူတွေရဲ့ဘေးရတဲ့ပုံတော့ဒီလိုတော့ပါတိကျတဲ့ အဲစီမင်းစီကလည်းတိကျတဲ့ရှိဖို့ကိုယ်ပဲဘာလို့လဲဆိုတော့မြို့နိုင်ငံကအဲလိုလိုပြောတယ်ဘာသာရေးမျိုးအဖြစ်တို့ရရင်ကျိုးရရင်ကျိုးဆိုင်ရဒိတ်ဆုံးတဲ့နေရာကိုယ်ွယ်တဲ့နှကိုယ်ွယ်မှုပါလို့ရှိရင်နှကိုယ်ွယ်မှုကအဲဒီလိုလို များတွေ့နေကြဟိုရုပ်ရှင်တွေလည်းပါပါရိုက်ကြနေကြအဲ38ခုနှစ်မိတ်ပါလေမဟုတ်ဘူးတခြားဒီလိုလိုတောင်တန်းဒေသတွေမှာဆိုရယ်ကိုယ်ကိုယ်တဲ့ကိုယ်ကိုယ်ကိုချုပ်လို့လည်းဒီအများဒေသမြန်မာပြည်ထဲကအများစုကိုယ်ကိုယ်တဲ့ပုံစံနဲ့တွေ့တဲ့ကိုယ်ကိုယ်ကိုမရှိတယ်အဲ့တော့ဟိုကိုယ်ကိုယ်မှုကဆိုင်ရာကလည်းများပြားတယ်အဲလူတွေရဲ့ဒလိစုံစံဇယိုက်တွေကြင်ကြင်မှုတွေတည်းလည်းညပြရတယ်။ဒါကြောင့်လို့ဒီလိုလိုကအဲတခြားနိုင်ငံတွေရဲ့ပုံစံတွေလည်းအခုချလို့ရတယ် ဒီလိုတို့နိုင်ငံနဲ့ဒီလိုတို့ရှင်ပြည်နဲ့ဒီလိုတို့မှာရှိတဲ့လူမျိုးလူတွေနဲ့ဘိုင်လျောညီထွေတဲ့အနေအထားကိုအတိအကျတို့လေအဲ့တော့တိကျနေကြတဲ့ဥပဒေစီမစီကံရှိဖို့လိုတတ်တယ်ဒီဟာလေးပေါ်မှာအလွဲသုံးတဲ့လူတွေရဲ့ဘေးရန်ကာဖို့ပေါ့မလို့ဆင်တော့ဒီလိုတို့အလွဲသုံးတဲ့လူတွေရဲ့အကြောင်းဟိုမလိုလားတဲ့ပြိပခါတွေပုံများလာတယ်ဒါတော့ဒီလိုတို့ရှင်ရဆက်စားဆင်ခြင်ရမကိစ္စလေးပေါ့